င်္ဂလာပါရှင်ထိုင်းနိုင်ငံရဲ့အရာရှုပ်ထွေးမှုတွေရှိနေတဲ့အချိန်မှာထိုင်းဝင်ကြီးချုပ်ဟောင်းတဆင်ဟာကမ္ဘောဒီးယားကတဆင်ထွက်ပြေးသွားပြီဆိုတဲ့သတင်းတွေသိပ်မကြမီရဲ့ဘိုင်းကထွက်ပေါ်ခဲ့ပါတယ်မြမဖြစ်သူရင်လက်ကိုဝင်ကြီးချုပ်တာဝန်ထမ်းဆောင်စဉ်ကကိစ္စတစ်ခုနဲ့ပြည်တံချမှတ်ပြီးချိန်မှုဒီသတင်းဟာဖြစ်နိုင်တယ်လို့အများကယုံကြည်ကြကြပါတယ်ထိုင်းတရားရုံးဟာအခုလအတွင်းမှာပဲရင်လက်ရဲ့စံဝယ်ယူရေးအစီအစဉ်နဲ့ပတ်သက်ပြီးထိုင်းဘတ်35ဘီလီယံပေးဖို့အမိန့်ကိုပြန်လည်စစ်ဆေးပြီးတဲ့နောက် ထိုင်းဘတ်10ဘီလီယံပေးရန်ကြောင်းလဲအမိန့်ချမှတ်ခဲ့ခြင်းဖြစ်ပါတယ်။ရင်းလက်ရှင်နာဘွတ်ထရာဟာတူမဖြစ်သူဝန်ကြီးချုပ်ပေတုံတန်ရှင်နာဘွတ်လက်ထက်မှာအခုလိုအမိန့်ချခံရတာကြောင့်တက်ဆင်မီသားစုရဲ့နိုင်ငံရေးနှီးကုန်းချုပ်ပြီးလို့တုံ့တက်မှုတွေရှိခဲ့ပြီးတက်ဆင်ကိုယ်တိုင်ထွက်ပြေးပြီးဆိုတဲ့သတင်းဟာလည်းယုံကြည်စရာဖြစ်ခဲ့ပါတယ်။ထိုင်းအရေးကြွမ်းကျင်သူမြန်မာတအူးအပါအဝင်မီဒီယာတချို့ရဲ့ဖော်ပြမှုကြောင့်ထိုင်းဝန်ကြီးချုပ်ဟောင်းတက်ဆင်ဟာကမ္ဘောဒီးယားကတက်ဆင်ထွက်ပြေးသွားပြီလို့ကောလာဟာလာသတင်းတွေထွက်ပေါ်ခဲ့ပြီးတဲ့နောက် မေလ28ရက်နေ့မှာတော့ထိုင်းနိုင်ငံမူရည်စေဝါထိန်းချုပ်ရေးဘုတ်အဖွဲ့ရုံးမှတက်စင်ကမူရည်စေဝါတိုက်ဖြတ်နှိမ်နင်းရေးစစ်ပွဲအဖြစ်မင်ကွန်းပြောကြားပြီးလူမြင်ကွင်းကိုပြန်ထွက်လာခဲ့ပါတယ်။အဲ့ဒီမင်ကွန်းမှာထိုင်းဝန်ကြီးချုပ်ဟောင်းတက်စင်ရှင်နာဘက်ကထိုင်းနိုင်ငံကိုမူရည်စေဝါတွေဝင်ရောက်နေတာဟာမြန်မာနိုင်ငံက UWSA ဝါတပ်ဖွဲ့မှတာဝန်ရှိတယ်လို့ဆွတ်ဆဲပြောကြားခဲ့ပါတယ်။မေလ28ရက်နေ့ကထိုင်းနိုင်ငံမူရည်စေဝါထိန်းချုပ်ရေးဘုတ်အဖွဲ့ရုံးမှာ သက်စင်ကဝီရီစေဝါတိုက်ဖြတ်နှိမ်နှင်းရေးစစ်ပွဲအဖြစ်မိန့်ခွန်းပြောကြားရမှာအခုလို UWSA ဝါဒေတာကိစ္စကိုထည့်သွင်းပြောကြားသွားတာလည်းဖြစ်ပါတယ်။သူပြောနေတဲ့အချိန်ဟာ46ချိန်မြောက်အာဆီယံထိပ်သီးအစည်းအဝေးဒုတိယရက်နေ့လည်းတိုက်ဆိုင်နေတာကိုတွေ့ရပါတယ်။သက်စင်ကမဖတ်တမင်းမူရီစေ ထုတ်လုပ်တဲ့ဓာတုပစ္စည်းတွေဟာရေချောင်းကနေတစင်မြန်မာနိုင်ငံရှမ်းပြည်နယ်က UWSA ဝထိန်းချုပ်ထားတဲ့ဒေသကိုဝင်ရောက်နေတာဖြစ်တယ်လို့ပြောခဲ့တာကိုတွေ့ရပါတယ်။ သူ့အနေနဲ့မြန်မာစစ်ကောင်းဆောင်နဲ့လာအိုဝင်ကြီးချုပ်တို့နဲ့ဆက်ဆံရေးကောင်းမွန်ကြောင်းဒီအတွက်သူတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုကိုရအောင်လုပ်နိုင်ကြောင်းနဲ့ထိုင်းနိုင်ငံတွေကိုမူရစေဝါတင်သွင်းနေမှုတွေကိုရပ်တန့်အောင်လုပ်နိုင်ကြောင်းဒါပေမဲ့မြန်မာစစ်တပ်ဟာရှမ်းပြည်ကိုအပြည့်အဝထိန်းချုပ်နိုင်မှုမရှိတဲ့အတွက်ထိုင်းနိုင်ငံအနေနဲ့မူရစေဝါတိုက်ဖြတ်ရေးကိုကိုယ့်ဘာသာလွတ်လွတ်လပ်လပ်ကင်တွယ်ဆောင်ရွက်ရမှာဖြစ်တယ်လို့တက်စင်ကပြောထားပါတယ် UWSA ဘွားကိုနှိမ်နင်းမှုအတွက်ထိုင်းနိုင်ငံသားရေးဝင်ကြီးအနေနဲ့ မြန်မာနဲ့မကြခင်ဆွေးနွေးလိုက်မယ်လို့သူကပြောခဲ့ပါတယ်။2003ခုနှစ်တုန်းကလည်းဝင်းကြီးချုပ်အနေနဲ့တပ်ဆင်ဟာမူရစေဝါနှိမ့်နေရေးစစ်ပွဲကိုဆောင်ရွက်ခဲ့တာဖြစ်ပြီးအဲဒီတော့က3လအတွင်းလူပေါင်း2800ကျော်တိဆုံးခဲ့ရတာဖြစ်ပါတယ်။တပ်ဆင်ရဲ့ပြောဆိုမှုကို UWSA ဝါတပ်ဖွဲ့ရဲ့လာရှိုးဆက်ဆံရေးယုံတာဝန်ခံဥညရန်ကတော့ဒါဟာနိုင်ငံရေးကစားကွက်တာဖြစ်တယ်ဆိုပြီးမဟုတ်မှန်ကြောင်းသူ့ရဲ့ Facebook မှာရေးသားဖော်ပြထားပါတယ်။ တက်စင်က UWSA ကိုဆွဆဲပြောကြမှုအပြီးမှာဘာတက် UWSA နဲ့မိုင်းလာ NDA တို့ကနေပြည်တော်ကဝန်ထမ်းအင်အားတွေအလုံးပြန်လည်တိဆောက်ရေးအတွက်ကုန်ကြစရိတ်တွေကိုကြခံမယ်ဆိုတဲ့သတင်းကလည်းတိုက်တိုက်ဆိုင်ဆိုင်ထွက်ပေါ်လာခဲ့ပါတယ်။ NDA အပိုင်းကိုကြည့်မယ်ဆိုရင်စကောင်းဆောင်ရဲ့ပြီးခဲ့တဲ့ရက်ပိုင်းကကျိုင်းတုတ်ခီးစင်မှာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ NDA မိုင်းလာခေါင်းဆောင်အနေနဲ့တွေ့ဆုံခဲ့ပါသေးတယ်။အဲ့ဒီတွေ့ဆုံမှုဟာတရုတ်သမ္မတရှီကျင်းဖြစ်နေစကောင်းဆောင်တို့ ရုရှားမှာတွေ့ဆုံပြီးတဲ့နောက်တရုတ်နယ်စပ်ကတိုင်းဒေသလက်နက်ကိုင်အဖွဲ့တစ်ခုနဲ့ပထမဆုံးတွေ့ဆုံတာလည်းဖြစ်ပါတယ်။ NDA ဒုတိယဥက္ကဋ္ဌဦးဆန်ပေကမိမိတို့ဒေသအတွင်းမြစ်တိလက်နက်ကိုင်အဖွဲ့အစည်းနဲ့မြစ်တိနိုင်ငံရေးအဖွဲ့အစည်းကိုမှ လက်ခံထားခြင်းမရှိကြောင်းစစ်ကောင်းဆောင်ကို ပြောကြားခဲ့ပါသေးတယ်။ဒီလိုပြောတာဟာကိုကန်တက် MNDA နဲ့မဟာမိတ်ဖြစ်အောင်မကဆွေမျိုးပါတော်ဆက်နေတဲ့မိုင်းလာကစစ်တပ်ကကျေနပ်အောင်ပြောတာထက်မပိုဘူးလို့ယူဆရပါတယ်။ လက်ရှိမိုင်းလာကောင်းဆောင်ဦးထိန်လင်းရဲ့မိခင်က ကိုကတ်တက် MNDA တီထောင်သူဦးဖုန်ကြားရှင်ရဲ့တမိဖြစ်ပြီးဦးဖုန်ကြားရှင်ကလည်းမိုင်းလာမှာနှစ်ပေါင်းများစွာနေထိုင်သွားခဲ့သူဖြစ်ပါတယ် NDA ရဲ့အထူးဒေသဟာဝါတက်ဖွဲ့ UWSA နေမင်းနဲ့ထိဆက်နေသလိုမြန်မာစစ်တပ်ရဲ့တတိကံတိုင်းစစ်ဌာနချုပ်နေမင်းနဲ့လည်းထိဆက်နေပါတယ်ကိုကတ်နဲ့ဝပုံကန်လို့1989ခုနှစ်ဗမာကွန်မြူနတီပါတီပြိုကွဲချိန်မှာဘကပ815စစ်ဒေသမှုဦးဆိုင်လင်းက အမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် NDAA ကိုတည်ထောင်ခဲ့တာဖြစ်ပါတယ်။ကိုကန်းကဥဖုံကြားရှင်ကမြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် MNDAA ကိုတည်ထောင်ပြီးနာမည်ချင်းလေးဆင်တူပါတယ်။ဝါကတော့ဝါပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA ကိုတည်ထောင်ခဲ့ပါတယ်။1990မှာမြန်မာစစ်တပ်နဲ့ငင်းချမ်းရေးယူတော့လေအတူတူပဲဖြစ်ပြီးအဲ့ဒီအချိန်ကစစ်အစိုးရကကိုကန်းဝါနဲ့မိုင်းလာကို အထူးဒေသတွေအဖြစ်သတ်မှတ်ပေးခဲ့ပါတယ်။ ကိုကန်းကအထူးဒေတာတဲ့ဝါကအထူးဒေတာနှင်းနဲ့မိုင်းလာကအထူးဒေတာလေးဖြစ်ခဲ့ပါတယ်၂010ရွေးကောက်ပွဲအပြီးမှာကိုကန်းကကိုပိုင်အုပ်ချုပ်ခွင့်ရဒေတာအဆင့်ရခဲ့ပေမဲ့မိုင်းလာကတော့မရခဲ့ပါဘူး၂021ခုနှစ်အာနာသိမ့်ပြီးနောက်စစ်တပ်နဲ့ဆွေးနွေးပွဲတွေမှာတော့မိုင်းလာဘက်ကကိုပိုင်အုပ်ချုပ်ခွင့်ရဒေတာပါတောင်းလာပါတယ်ထူးခြားတာတစ်ခုကတော့2010ခုနှစ်ကနေစလို့2020အထိမိုင်းလာမှာရွေးကောက်ပွဲတစ်ခါမှမလုပ်ခဲ့ဘူးပါဘူး စစ်ကောင်စီကလာမယ့်နှစ်ကုန်မှာပြုလုပ်မယ့်ရွေးကောက်ပွဲကိုမိုင်းလားမှလုံနိုင်မလားဆိုတာလဲစောင့်ကြည့်ရမှာပဲဖြစ်ပါတယ် UWSA အနေနဲ့ထိုင်းဘက်ကဖိအားကိုရနေတယ်လို့ NDA မိုင်းလားကလည်းကိုပိုင်အုပ်ချုပ်ခွင့်ကိုလိုချင်နေပါတယ်ဒီလိုအနေအထားမှာသူတို့နှစ်ဖွဲ့ကနေပြည်တော်ကဝန်ထမ်းအင်အားတွေအလုံးပြန်လည်တိဆောက်ရေးအတွက်ကုန်ကြစရိတ်တွေကိုကြားခံမယ်ဆိုတာဟာထိုင်းကပေးတဲ့ဖိအားအောက်ကရုံထွက်ဖို့ UWSA ကကြိုးစားတာဖြစ်နိုင်တယ်လို့ NDA မိုင်းလားကလည်း ိုပိုင်အုပ်ချုပ်ခွင့်အတွက်လာမယ့်ရွေးကောက်ပွဲမှာဝင်ပါဖို့ဖြစ်နိုင်ပါတယ်။စစ်ကောင်စီရဲ့သတင်းထုတ်ပြန်ချက်တွေအရငလျင်တန်းမှာပြန်လည်တိဆောက်ရေးအတွက်ကျပ်131.5ဘီလီယံဒေါ်လာ29.8တန်းနဲ့ဒေါ်လာ1.3တန်းရရှိထားပြီလို့သိရှိရပါတယ်။အဲ့ဒီအထက်ကငွေကျပ်1ဘီလီယံကို အသုံးပြုပြီး52ထပ်မြင့်ပြီးတစ်ထပ်လျင်၄ခန်းပါရှိတဲ့ဝန်ထမ်းအင်အားအဆောက်အအုံနှစ်ခုကို အရင်ကဆောက်လုပ်ရေးခရိုနီတွေနဲ့ပဲပြန်လည်တိစောက်သွားမယ်လို့သိရှိရပါတယ်။ဒါကြောင့်ဒီလိုတံမိုးတွက်ချမှုအတိုင်းပဲဝန်ထမ်းအင်အားတိစောက်မှုကြတဲ့ငွေကို UWSA နဲ့ NDA ကကြားခံပါလား။ဘလောက်ထိအသုံးပြုမယ်ဆိုတော့မသိရသေးပါဘူး။အခုပြည်စင်တွေကိုကြည့်ရင်အမေရိကန်ဖိအားရှိတဲ့အချိန်ငင်းချမ်းရေးယူတဲ့ဘိဘရင်ခွန်စာကိုသတိရမိစေပါတယ်။တဆင်ကသူ့နိုင်ငံရေးတိုက်ခါပြန်စေဖို့ငွေရေးစေဝါခေါင်းစဉ်နဲ့လူမြင်ကွင်းပြန်ထွက်လာပါတယ်။ တစ်ချိန်တည်းမှာပဲသူနဲ့ရင်းနှီးတဲ့မြမစစ်ကောင်စီနဲ့ဆွေးနွေးမယ်ဆိုတဲ့လေတံပြစ်လာပါတယ် UWSA အနေနဲ့ထိုင်းနဲ့နေဆက်ပြဿနာရှိနေတယ်လို့လာအိုစစ်တပ်နဲ့လည်းတိုက်ပွဲတွေဖြစ်ပွားထားတာကြောင့်ဒီတစ်ခေါက်တပ်စီရဲ့တိုက်ခါဆဲပွဲကို UWSA ဘလို့တုံ့ပြန်မလဲဆိုတာကတော့စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်ရှင်